ခတ်မှလေးဝမ်းသာပါလေလို့ပြောစရာမလိုတော့အောင်ဟုတ်ဟုတ်ဝမ်းသာပါလေလို့ဟုတ်ညီလေးကုန်းကုန်းယူပါလေကွာရှုံရှုံအခုပြတာနေတဲ့ဘိုင်း၁၂လား၁၃လား၁၃ရောက်သွားပြီတင်တယ်အဲ့ဒီကနေအခုပြိတ္တမြင်နေတာထက်နောက်ထပ်အချိုးခွေနှစ်ခုလောက်ထပ်မြင်အောင်ပါမထင်မှတ်ထားရဟာ surprise surprise ဆက်သဘောရအောင် character သဘောရအောင်အကုန်လုံးဟမ်သူတို့အဲ့လိုကြီးလားဆိုတဲ့ဟာမျိုးဖြစ်သွားမယ်ဟာမျိုးထက်လာအောင်ဟိုခမလေးကိုအကိုကြီးတစ်ခုတော့မှာလို့ရလားတစ်ခုတည်းပါခမလေးခမလေးခလေးမွေးလို့တားလေးမွေးရင်အကိုကြီးနာမည်လေးပေးပေးပါလားရှစ်ပါစကားလေးလာပြောနေရတယ်ချစ်မမင်္ဂလာဆောင်လာဖြတ်စည်းနေအောင်မမမပါဘူးခမလေးအဲ့အဲ့သဘောနဲ့ကောမပါဘူး ားပြောဒီအမုံမြင့်ဇလန်တွေလေးအောင်မြင်တယ်လို့မျိုးဒီရုပ်ရှင်ကြီးပြည့်သက်တွေကနိုင်လင်ကာရက်တာလေးကိုချစ်ပြီးတဲ့အတွက်ဝိုင်းမီဆပ်ပอร์ตလုပ်ပြီးတဲ့အတွက်ပြီးတော့ပုသိမ်းပါရဆင်းလေးပဲရစ်ကြည့်ရဲတို့တကယ်ဆိုနိုင်လင်ငါးလားဆိုရင်နိုင်လင်ပဲယူမယ်တို့အဲ့လိုမျိုးကွန်မန့်လေးအများကြီးတွေ့ရတဲ့ခါကျတော့ပျော်ရယ်ပျော်ရယ်ဆိုတာထက်အများကြီးပျော်ရယ်ဟုတ်တယ်ဘာလို့လဲကိုသိကဘာဖြစ်နေလို့လဲတကယ်ဆိုကိုသိကနိုင်လင်နဲ့ပို့ပြီးတော့ချစ်ပြီး view site တက်တယ်အဲ့ဒါကလည်း ရွေးချယ်မှုမှန်ကန်တာပေါ့နော်ပြီးတော့အမားတယောက်ကလည်းအကူအညီပြီးတော့ဝိုင်းစင်စားပေးတယ်ကိုရိုင်းဝေစားချုပ်ဖို့တော့ဖိတ်စာတွေလိုက်ရှာပြီးလိုက်ဝယ်ပေးတယ်ပြီးတော့ဒီဇိုင်နာနဲ့တခြားအပ်ပေးလိုက်တဲ့ခါကျတော့တကယ်တမ်းပြောရင်ဒီနိုင်လင်ဆိုတဲ့နိုင်ဝင်ပေါ့နော်ကာရက်တာဖြစ်လာဖို့အတွက်ဝေစားကတော့90ရာခိုင်နှုန်းလောက်ပံ့ပိုးမှုရှိတယ်လို့ထင်ပါတယ်ဘာလို့တော်တော်များများနိုင်လွင်မျက်နာကိုမြင်တာနဲ့ဒီဖဲသားအင်ဂျင်နဲ့ခက်မာလေးရဲ့ anti ရဲ့အဲ့ခေါ်တဲ့နှုတ်ရယ်ကိုမှတ်မိတယ်။အဲ့လိုမသိဘူးဒီနေ့ရမှာ Facebook ကိုကြည့်ရင်လည်း သူများ share ထားတွေ့ရတွေ့တော့ကြည့်လိုက်တော့အမဲကိုကြိုက်တဲ့မင်းသားကြီးကလည်းပါသူတို့ကလည်းပန်းရောင်တွေဝင်ထားတဲ့ခါကျတော့ခက်တီတီပဲကိုကလည်းကို့ဝင်တဲ့ရောက်ပါလေအားနဲ့ပန်းရောင်ဝင်ထားတဲ့အင်ဂျီကိုတဲတဲရှားတာငောင်းဝင်ထားတယ်ငောင်းဝင်ထားတယ်ပေါ့အားနဲ့ပြန်ပြီးတော့သူများဟာလေး copy ကူပြီးတော့တင်လိုက်တာဟုတ်တယ်ဟုတ်ပါလေရှားနိုင်ပါလေရှိဦးရှိဦးလေမရှိဦးဆိုတာမဟုတ်ဘူး ကုံလုံးကစီပွားရေးခက်ခဲဖြစ်နေတာလေကိုတယောက်တည်းမှမဟုတ်တာပြီးတော့ဒီမှာလည်းတကယ်တမ်းပြောရွေးရှင်တော်တော်များများရိုက်နေတာရိုက်နေတယ်ဆိုတာအဓိကပရိသတ်နဲ့ဆက်သွယ်မပြအောင်ရိုက်နေကြတာပါအရင်အရင်လိုခေမကောင်းတဲ့ခါကျတော့သူတို့တွေကဟိုစုမိဆောင်မိလဲမဖြစ်ကြပါဘူးဟုတ်တယ်ချစ်မကောင်းစိတ်ဓာတ်ပေါ်အဓိကခက်မှာမင်းကလေးကခက်မှာတော့မင်းတချို့ပြန်လာတွေ့ပြီမင်းကလေးကရန်ခါလေးကြရင်လေအာယောက်ျားလေးတွေတက်ပို့ပြီးသူတို့ကတတ်တိရှိရယ်ပေါ့နော် ဥပမာ tower of အိမ်ကဘလောက်ပဲတင်းကျပ်နေလို့အိမ်ပြန်ထွက်လို့မရဘူးပဲပြောပြောဒီမိန်းကလေးတယောက်ကဒီယောက်ျားလေးတယောက်ကိုတကယ်ချစ်သွားလို့ရှိရင်ရအောင်ထွက်တယ်အကြောင်းမျိုးစုံပြပြီးအိမ်ကနေမရရအောင်ခိုးထွက်ပြီးအဲကောင်လေးနဲ့တွေ့ကိုတွေ့တယ်ပြီးသွားလို့ရှိရင်အဲ့ဒါတွေ့ပြီးသွားလို့ရှိရင်အဲ့သူတို့ကချစ်ကြတယ်ပေါ့နော်သူတို့မကြည့်ဘူးမနစ်သက်တဲ့လူဆိုရင်တော့ဘသူကြီးပဲဖြစ်နေပါစေလှဲ့ုံမကြည့်ရဘူးခက်မှာအပြင်ကလူရဲ့အတိုင်းပဲကြောင်မှုရဲ့ကြောင်မှုရဲ့ ဟိုပါကိုမဟုတ်ပါပတ်ဝန်းကျင်မှာတွေ့ရပါကိုကတော့တကားမလို့လောက်ကန်အောင်ကျုံလေးချက်မွေးပါလေအမ်မုန်းတော့မခံအောင်ဒါပေမဲ့အချစ်လည်းမခံအောင်အကုန်လုံးကကိုတဲ့ကိုမြင်လို့ချင်းတို့ကပြုံးအဲတန်ချင်းမိတ်ဆွေဆိုတာလေအကိုတယောက်လိုတချို့ကခုနောက်ပိုင်းကလေးဆိုအဖေအဖေလိုပါပြည့်နေအရွယ်ကလေအဲ့တော့တို့ကအဲ့လိုမျိုးပဲအဲ့ဇုံတွေကိုရောက်သွားအကိုဇုံတို့အဖေဇုံတို့ကိုရောက်သွား ကိုကဒီတခြားသောချစ်ခင်ကြင်နူးစရာကောင်းတဲ့ဇုံလေးကိုမရောက်နိုင်ဘူးဖြစ်ရင်ဘူးရရှိတယ်ပေါင်ဝင်ချင်းမှလည်းတွေ့ရတယ်။ကိုယ်တကယ်ချင်းမိတ်ဆွေတွေထဲမှာလည်းအဲ့လိုမျိုးတွေတွေ့ဘူးရ။မစိုးရင်မစိုးရင်ဆိုတော့ကိုတည်းကဒီတယောက်ကိုသဘောကျနှစ်ကြိုက်အဲ့လိုကြိုက်နှစ်သက်တော့မယ်ဆိုကိုတည်းကတေချာလေ့လာရွေးရ။ကိုကအဲ့လိုရုပ်ပြစ်စစ်ပြကြီးအချက်တခွဲအကျိုးနဲ့ဒုက္ခရောက်မဲ့ဟာမျိုးတော့ကိုတည်းကသိမ့်မလို့။သိမ့်မလို့ ရှက်ရှက်နေအေးပေါ့အပြင်မှာကိုမဖြစ်ဘူးတဲ့ဟာတကူဒီမှာအဲ့လိုအရှက်မရှိအရင်လောက်ရတာဆိုတော့နည်းနည်းလေးတော့အဲ့လိုပို့လောက်ရတာမင်းကပြောရရှိသေးအဲ့ post နားမျိုးပြောတာပါသူကပြောရရှိသေးတကယ်တော့ကိုရီးယားသူပြန်အားကျဘယ်လောက်ကိုသိန်းဟာလေကိုသိန်းကဖုန်းကြောင်နေဆိုတော့ငယ်ငယ်တော့ကတော့ဟုတ်တာပေါ့နော်ဒါယောက်ျားလေးပဲငယ်ငယ်တော့ကတော့အဲ့လိုမျိုးကောင်မလေးချက်ချောလေးအမြင်သဘောကျတာပေါ့ကြိုက်တာဒါပေမဲ့အခုအသက်အရွယ်ကကျတော့ တွေ့သမျှမင်္ဂလေးလိုက်ပြီးတော့ခွန်ချောင်းမဲ့တက်ရတော့မဟုတ်တော့ဘူးလေပေါ်တကယ်သဘောကျအဲမင်္ဂလေးကိုပဲတိတိကျကျဒီဇိုင်းမမှန်နဲ့ခွန်ချောင်းမဲ့တက်ရဖြစ်သွားပြီအဲကျွန်တော်ကတော့လေကျွန်တော်ယောက်ျားလေးပဲဖြစ်မင်္ဂလေးပဲဖြစ်ပါတော့အေးတမီးသားဘဝမှာဖြစ်ဖြစ်အိမ်တော်တွေဘဝမှာဖြစ်ဖြစ်ယောက်ျားမိန်းမကိုနိုင်တာဖြစ်ဖြစ်မိန်းမယောက်ျားကိုနိုင်တာဖြစ်ကျွန်တော်မကြိုက်မကြိုက်ဆိုတော့ဒါနိုင်တဲ့စီနေပေါ့တကယ်တမ်းပြောလို့ရှိရင်လူတွေကကိုယ်ပိုင်ဘဝဆိုတာရှိကြတယ်ပေါ့နှစ်ဦးလူနှစ်ဦးပေါင်းလို့ဘဝတစ်ခုဖြစ်တယ်ဆိုပေမဲ့ သူများဘောဘောကိုအရန်ကြီးရလို့အရန်ကြီးလိုက်ဝင်ရောက်ဆုတ်ဖက်ပြီးတော့လေအရန်ကြီးနိုင်တဲ့စင်းနဲ့လောက်ဖို့လောက်ပြီးတော့မလုံဘူးပေါ့နော်ကျွန်တော်ဒါကျွန်တော်ကျွန်တော်ခံစားချက်ပေါ့အဲ့တော့နှုတ်တစ်ဖက်ကနားလည်းမရှိရှိလေးနဲ့အဲ့လိုသွားကြရင်တော့ပူကောင်းတယ်အဲဆိုတော့ပြောလို့မပေါ့ပရမကတော့တရားဟူအောင်တရားဟူနေသနာပါလေကကမာလီကရောက်မှဘလို့ဖြစ်လာအဲ့လိုဖြစ်နေရတာနေမှာဟာနိုင်လွင်ပါတဲ့အခန်းတွေဆိုရီရတယ်သူပါတဲ့အခန်းတွေမှာစိတ်သက်သာရရတယ်ပြီးတော့မတို့သာဆိုရင် နိုင်လွင်ကိုရွတ်ချက်မှာ နိုင်လင်းနဲ့ယူလိုက်ရင်စိတ်ချမ်းသာပြီအခုလိုပြဿနာတွေမဖြစ်တော့ဘူးကျေးဇူးတင်ပါတယ်လို့အဲ့လိုခက်တယ်အဲ့လိုမျိုးဟာလေးအများကြီးတွေ့လာတယ်ပေါ့သိတာပဲဆိုတော့စိတ်ချမ်းသာလိုလာထက်ထင်ထားတာထက်ပြည့်တဲ့အားပေးမှုကိုရတဲ့အတွက်လည်းအရန်ပြောပါတယ်ဟုတ်